မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်တန်တောင်ကြီးမြို့နယ်ရှိစကောင်စီတရဲတပြည်ညွတ်စကံကို KNL နဲ့ PDF ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်မှုစစ်သား၁၀ဦးကျော်သေဆုံးပြီးလက်နက်ခဲယမ်းများပြားသိမ်းဆည်းရရှိတဲ့ကြောင်းတင်ဆက်ပေးပါမယ်စစ်ကောင်စီတပ်ဖွဲ့ဝင်20ဝန်းကျင်စကံဆုံခွာ ထွက်ပြေးနေလို့သိရပါတယ်ကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်ရှိစကောင်စီတရဲတပြည်ညွတ်စကံကို KNL နဲ့ PDF ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်မှုစစ်သား၁၀ဦးကျော်သေဆုံးပြီးလက်နက်ခဲယမ်းများပြားသိမ်းဆည်းရရှိကြ ောင်း KNU ကတရားဝင်ပြောဆိုပါတယ် အဆိုပါတပြင်းညွန့်စစ်တပ်စခန်းကိုမလ9ရက်နေ့နေ့လယ်တနိုင်ခန့်ကစပြီးတိုက်ခိုက်ခဲ့ပြီးမလ10ရက်နေ့မှာတင်ပိုင်ရရှိကြောင်းအဲ့ဒီစခန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်10ဦးကတည်ဆုံပြီး20ကျော်စခန်းစွန့်ခွာထွက်ပြေးခဲ့ကြောင်းအဲ့ဒီစစ်ကောင်စီတပ်စခန်းအလုံးစုံမိရှုဖျက်ဆီးလိုက်ကြောင်းသိရပါတယ်။မနေ့ကမနက်9:30မိနစ်30မှာတပြင်းညွန့်တပ်စခန်းကိုအပိသက်တင်ပိုင်ရရှိပါတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်စင်ရေးနယ်မြေနှင့်စစ်စင်ရေးမှူးရဲဘော်တင်ဦးကပြောကြားခဲ့ပါတယ်။လက်ရှိမှာ KNL နဲ့ PDF ပူးပေါင်းတပ်များကတပြင်း ြည်ညွတ်စခန်းမှာထွက်ပြေးတင်းရှောင်သွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလိုင်းလံရှင်းလင်းလျက်ရှိကြောင်းသိရပါတယ်။ နောက်တစ်တပုံးနေနဲ့ပြည်ပရောက်မြန်မာများပြည်တွင်ကိုပြန်လည်ဝင်ရောက်ခြင်းမရှိရလို့အခြေခံလုပ်သမားတွေအားလုံးပြည်ပကိုစေလွမှုအကန့်အသတ်မရှိရပ်ဆိုင်ထားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကျွမ်းကျင်လုပ်သားနေ G2G SEA ဆိုင်ရာအလုပ်သမားတွေကိုသာစစ်ကောင်စီကစီစစ်ပြီးပြည်ပထွက်ခွင့်ပြုနေရလို့သိရပါတယ်။ပြည်ပရောက်မြန်မာများပြည်တွင်ကိုပြန်လည်ဝင်ရောက်ခြင်းမရှိရလို့အခြေခံလုပ်သမားတွေအားလုံးပြည်ပကိုအကန့်အသတ်မရှိရပ်ဆိုင်ထားလိုက်ပြီးကျွမ်းကျင်လုပ်သားနေ G2G SEA ဆိုင်ရာအလုပ်သမားတွေသာပြည်ပထွက်ခွင့်ပြုနေကြောင်းနေပြည်တော်အလုပ်သမားဝန်ကြီးဌာနတရိန် င်းအရှင်မြင့်ကပြောပါရယ်ဖေဖော်ဝါရီလ14ရက်ကစပြီးပြည်ပကိုအလုသမားများစီလွမှုအလုံးယာယီရဲစဲထားခဲ့ကြောင်းအဒီနာကျွမ်းကျင်အလုသမားတွေနဲ့ G2G အစီအစဉ်အားအလုသမားများစီလွမှုကိုအလုသမားဝင်ကြီးဌာနကစီစီခွင့်ပြုပေးလျက်ရှိကြောင်းအခြေခံအလုသမားများပြည်ပကိုစီလွမှုကိုတော့ယာယီနေနဲ့ရဆိုင်ထားကြောင်းအထူးသဖြင့်ပြည်ပကိုထွက်ခွာရမှာအတိကကြတဲ့ပြည်ပအလုကံအလုသမားတက်တီကံကပ်ပြား OWIC ထုတ်ပေးမှုကိုအခြေခံအလုသမားများအားလုံးတွင်ယာယီအားဖြင့်ရဆိုင်ထားကြောင်းသိရပါ em OWIC ကကျွမ်းကျင်အလုပ်သမားတွေနဲ့ G2G အစိုးရအစည်းအဝေးနဲ့ပြည်ပထွက်မဲ့အလုပ်သမားတွေကိုခွင့်ပြုပေးနေပါတယ်။ပြည်ပကိုအခြေခံအလုပ်သမားတွေတွားရောက်ခွင့်နဲ့ OWIC ကထုတ်ပေးမှုကိုတော့အခုချိန်ထိအကုန်ရပ်ဆိုင်ထားပါတယ်။ဘယ်တော့ပြန်ဖွင့်မလဲဆိုတာ NASA ကထိပ်ပိုင်းကဆုံးဖြတ်မှာဖြစ်ပါတယ်။အဓိကပြဿနာဖြစ်နေတာကပြည်ပရောက်မြန်မာတွေကအခွန်ငွေနဲ့အပြည့်အဝမဝင်သလိုပြည်ရင်းကိုပြည်ပရောက်မြန်မာတွေပြန်လည်ဝင်ရောက်မှုကအင်မတန်ကိုမနေပါပါတယ်။အဲ့ဒီနောက်ဆက်တွဲကအလုပ်သမားရှာပါမှုနဲ့လူစွမ်းအရှင်မြင့်ဆုံးရှုံးမှုဖြစ်ပါတယ်။ ်အခုလက်ရှိဖြစ်ပျက်နေတဲ့အခြေအနေတွေက NASA ကဥက္ကဋ္ဌမင်းအောင်လိုင်းညွန်ကြားချက်နဲ့အညီဖြစ်နေတာပါလို့နေပြည်တော်အလုသမားဝင်ကြီးဌာနတရင်အရှင်မြစ်ကပြောပါတယ်မင်းအောင်လိုင်းကဇန်နဝါရီ31ရက်မှာထိုင်းနိုင်ငံဆိုင်ရာမြန်မာတမ်မတ်ကြီးချစ်ဆွေကိုအလုသမားဝင်ကြီးဖြစ်ပြောင်းလဲခံပြီးရဲ့နောက်ပြည်ပါကိုအလုသမားစီလူမှုတွေကိုဖေဖော်ဝါရီလ14ရက်နေ့မှာစတင်ပြီးယာယီရဆိုင်ခဲ့တာဖြစ်ပါတယ်လက်ရှိဂျပန်နိုင်ငံကိုကျွမ်းကျင်အလုသမားများရုရှားနိုင်ငံကိုကျွမ်းကျင်အလုသမားတွေနဲ့လာအိုနိုင်ငံကို G2G အလုသမားတွေကိုအလုသမားဝင်ကြီးကိုယ်တိုင် စီစစ်ပြီးထွက်ခွာခွင့်ပြုကြောင်းဒါပေမဲ့အခြေခံအလုပ်သမားတွေကိုတော့ OWIC ကထုတ်ပေးခြင်းနဲ့ပြည်ပထွက်ခွာခွင့်အားလုံးရှာရေးရပ်ဆိုင်ထားကြောင်းသိရပါတယ်။ မြန်ပြည်တော်မှာဖေဖော်ဝါရီလ17ရက်နေ့ကပြုလုပ်ခဲ့တဲ့စစ်ကောင်စီအစည်းအဝေးမှာမင်းအောင်လိုင်ကမြန်မာနိုင်ငံမှာနိုင်ငံသားငွေခတ်ခဲဖြစ်နေပြီးပြည်ပရောက်လုံသမားများထံမှကောက်ယူရရှိတဲ့နိုင်ငံသားငွေများမှလည်းရရှိတင်သလောက်မရကြောင်းပြောဆိုခဲ့ပါတယ်။ဒါအပြင်ဇန်နဝါရီလ18ရက်နေ့မြန်ပြည်တော်မှာပြုလုပ်တဲ့စစ်ကောင်စီအစည်းအဝေးမှာမင်းအောင်လိုင်ကမြန်မာနိုင်ငံရဲ့လူ့ဥယျာဉ်အနေနဲ့ကြာဆင်းသွားကြောင်းလူ့ဥယျာဉ်ကြာဆင်းရခြင်းမှာအကြောင်းမျိုးမျိုးနဲ့ပြည်ပနိုင်ငံတွေကိုထောက်ပါသူများပြလာခြင်းအကြောင်းမျိုးမျိုးကြောင့်တည်ဆောင်းသူများရှိခြင်းနဲ့မွေးဖွားနှုန်းကြာဆင်းခြင်းတို့ကြောင့်ဖြစ်ကြောင်းလူ ဦးရေကြာစင်မှုနဲ့အတူပြည်တွင်းလုံသားများလည်းရှားပါလာနေကြောင်းထုတ်ပေါ်ပြောဆိုခဲ့ပါတယ်ဇလပီပေါင်းတီမျိုးနဲ့မှတ်တိုင်နေမည် ရဲစခန်းမှာလိုင်းကြီးတောင်းပြန်လာတဲ့ရဲတပ်ချက်သိန်းလွင်ကိုစောင့်ကြိုတိုက်ခိုက်မှုထွက်ပြေးလွတ်မြောက်သွားပြီးဆိုင်ကဲလက်ပစ်ပုံနဲ့ခရံများတင်းဆက်ရရှိရဲကြောင့်တင်းဆက်ပေးပါမယ်။ပဲခူးတိုင်းပေါင်းတီမျိုးနယ်မှာမှတ်တိုင်နေမြေရဲစခန်းမှာလိုင်းကြီးတောင်းပြန်လာတဲ့ရဲတပ်ချက်သိန်းလွင်ကိုစောင့်ကြိုတိုက်ခိုက်ရာအသက်မသေးပဲထွက်ပြေးလွတ်မြောက်ခဲ့ပြီး၎င်းရဲ့ဆိုင်ကဲလက်ပစ်ပုံနဲ့ခရံများတင်းဆက်ရရှိခဲ့ကြောင်းပြည်ခရိုင်ပြည်သူ့ကာကွယ်တပ်မတော်3600တပ်တိုင်ရင်နဲ့စစ်တောင်းလိုင်းရင်နဲ့တရင်ပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကပြောပါတယ်။ ဘလာရှိရနေ့နေ့လယ်3:30မိနစ်30အချိန်ပဲခူးတိုင်းပြည်ခိုင်ပေါင်းတီမြို့နယ်တဲမဲရွာနယ်ကုန်းတာရွာကြားနယ်ထင်းရဲတကြက်သိန်းလွင်ကိုပြည်ခိုင်ပြည်သူ့ကာကွယ်တပ်မတော်3600တင်း PP တရက်တရင်တက်ခွဲငါမှရဲဘော်တွေကစောင့်ကြိုတိုက်ခတ်ခဲ့ကြောင်းနယ်ထင်းတကြက်သိန်းလွင်မှာပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်ရဲဘော်တွေကိုအဝေးကနေကြုံမြင်ပြီးဆိုင်ကရထားပြီးထွက်ပြေးသွားခဲ့ကြောင်းတော်လန်းရဲဘော်တွေကပြစ်ခတ်တိုက်ခတ်ခဲ့တော့လဲရဲတကြက်သိန်းလွင်မှာ၁၀ပေါင်တွင် ခုံစင်းကအသက်မသေးပဲထွက်ပြေးလွတ်မြောက်သွားကြောင်းသိရပါတယ်ရဲတကြက်သိန်းလွင်ထံမှ၎င်းရဲ့ဆိုင် င်ငယ်တစည်းလက်ဖြစ်ပုံ၃လုံးကြီးမျိုးစု၆တောင်းလက်ထိပ်တစုံငွေသားတသိန်း၃တောင်းဆိုင်ကယ်လိုင်စင်စာအုပ်ရဲဝန်ထမ်းကဆိုင်ကယ်မောင်းလိုင်စင်နဲ့အတူဆိုင်ရွက်စာတမ်းချို့ကိုတင်ဆက်ရရှိခဲ့ကြောင်းသိရပါတယ်။နေတဲ့ရဲတကြက်သိန်းလွင်ကမှတ်တိုင်မှာနေမြင့်ရဲစကန်ပိုင်တွင်ရှိကျေးရွာအုပ်စုနေပြည်သူများထံမှအဓမ္မစစ်သားစုဆောင်ခြင်းငွေကြေးချမ်းသာသူများကိုဖမ်းဆီးချုံနောက်ပြီးငွေညစ်ခြင်း၎င်းရဲ့ညံပန်းနေဆက်ဖမ်းဆီးမှုတွေကြောင့်တည်ဆုံသူတွေရှိတဲ့အပြင်ထောင်ချသူများလည်းရှိကြောင်းသိရပါတယ်။ဒါကြောင့်အကြံဘက်စစ်ကောင်စီတပ်ဖွဲ့ဝင်စစ်သား ားများရှင်များပြူစောတိများအနေနဲ့အကြံဖတ်မှုတွေကိုရက်တံပြီးပြည်သူနဲ့အမြန်ဆုံးပူးပေါင်းကာပြည်သူ့ကာကွယ်တပ်ဖွဲ့တွေထံကိုအလင်းဝင်ရောက်ကြဖို့3600တိတန်ရင်စစ်ထောက်လိုင်းရင်းနဲ့သတင်းပြန်ကြားရေးတာဝန်ခံရှဲဘော်ရှဲတို့ကတိုက်တွန်းထားပါတယ်။ ဆက်လက်ပြီးတောင်တကုံမြို့နယ်တင်ရ41ရက်ကွက် ရုံကိုမြို့ပြဖွဲ့များဖောက်ခွဲတိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့တကုံမြို့တစ်တောင်ပိုင်းမြို့နယ်တင်ရ41ရက်ကွက်အုပ်ချုပ်ရေးမှူးရုံကိုမလ၈ရက်ည10နာရီကမှလက်ဖြစ်ပုံ၃လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းရန်ကုန်အာမေဖွဲ့မှတာဝန်ရှိသူကပြောပါရယ်။ဒီညကရန်ကုန်တမြို့လုံးတွင်ခြေရှုံနေတော့ ခက်ခက်ခက်ခဲစော်ခဲရတဲ့အထီးကိုက်ကတော့အချိန်ယူပြီးစော်ခဲရတာဆိုတော့တင်းမာတင်းကြတယ်လို့၎င်းကပြောပါတယ်။အဆိုပါရက်ကွက်အုပ်ချုပ်ရေးမှူးကလူမိုက်တွေနဲ့ပေါင်းပြီးပြည်သူတွေပေါ်ဖိနေအနိုင်ကျင့်မှုတွေရှိတာကြောင့် WA နဲ့အနောက်ပိုင်းခေပါကဖားတို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဇိုးရီကတော့တည်တဲ့အတိုင်းအုပ်စုဖွဲ့လိုင်းစင်ရပြန်ပြီးဆွေးနွေးတဲ့ကောင်းနေလို့အထက်ပါတာဝန်ရှိသူကပြောပါတယ်။တကုံမျိုးတစ်တောင်ပိုင်းမြို့နယ်မှာမင်းညားကပောက်ခွဲတန်နေကြတာကြောင့်ဒေသခံတွေရဲ့တရင်ပိချက်ကိုကိုးကားပြီးဖော်ပြထားပါတယ်။နောက်ထပ်ပြမှတ်ကြီးတွေကိုလည်းအကြမ်းဖက်စစ်အာဏာရှင်မပြုံမချင်းဆ က်လက်ပြီးတိုက်ခိုက်ချိန်မုံသွားမှာဖြစ်ကြောင်းမိဘပြည်သူတွေကအသိပေးထားတယ်လို့ဖော်ပြပါရှိပါတယ်ရှင်။